One Channel ကိုကြည့်ရှုနေကြသောမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ One Channel ကနေပြီးတော့ပတ်စဉ်အယူရောမင်္ဂလာဟောင်းစဉ်အနေနဲ့လမ်းစဉ်ရေးတရားတွေကိုထုတ်လင်းပေးလည်ရှိပါရယ်။ကျွန်တော်တို့အပမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါရယ်။ဒီဘက် AB နှစ်ရက်ကနေပြီးတော့ရှင်းရနေသည့်ဂျာတာလေးနေမွေးဖွားသူများဂျာတာလေးတာဝန်မိများအတွက်တပတ်တာယူရောမင်္ဂလာဟောင်းစဉ်အောင်ဟောကြားပေးသွားမှာဖြစ်ပါရယ်။အဲ့တော့ဒီတပတ်တာတွင်မှာတော့ဂျာတာလေးနေမွေးဖွားသူတွေဟာကျွန်တော်တို့ကိုကျင်တရားအထူးအရေးကြီးတဲ့ရက်တွေဖြစ်တယ်။ကျွန်တော်ကိုကျင်တရားပို့ပြီးထိမှုလိုတဲ့ရက်တွေဖြစ်တယ်။ အဲ့တော့ကျွန်တော်ကိုကျင်နေရထိနေရင်ထိနေတယ်လို့ကိုတို့ဒီလိုရမျိုးတွေကပို့ပြီးတော့အကျိုးရှိမယ်ပို့ပြီးတော့အောင်မြင်စေမယ်ပို့ပြီးတော့အဆင်ပြေမဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကြာနာပြင်းနဲ့မွေးဖွားသူတွေဟာကျွန်တော်အမှုဖြစ်နေတဲ့လူကိုပြဿနာဖြစ်နေတဲ့လူတွေတော့ကျွန်တော်ငွေမချေးတဲ့ရက်တွေအာမခံလိုက်မပေးဘူးလိုက်မပေးတဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရမျိုးတွေမှာကြာနာပြင်းနဲ့မွေးဖွားသူတွေဟာကိုနေတဲ့အိမ်ဝဲဖြစ်ဖြစ်ကိုအလုပ်နေရာဝဲဖြစ်ဖြစ်ကျွန်တော်ဖះဆင်းတို့တော်ပုံတွေဖះဘုံတော်တွေကျွန်တော်ကြွလာတာမျိုးရောက်လာတာမျိုးဆိုရင်တော့ကိုတည်းအလွန်ကောင်းတဲ့ရက်တွေဖြစ်သွားမယ်နမိတ်ကောင်းတဲ့ပုံကြီးရက်တွေဖြစ်သွားမယ် အဲ့တော့ဒီရက်တွေမှာကျွန်တော်တို့နေ့မွေးဖွားသူတွေကကျွန်တော်တို့စက်ပစ္စည်းနဲ့ကျွန်တော်စိန်နယ်ပစ္စည်းတွေဝယ်မယ်စိန်နယ်ပစ္စည်းတွေနဲ့ပတ်သက်ပြီးလုပ်မယ်စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးဝယ်မယ်ပြုမယ်လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့မဝယ်သင့်တဲ့ရက်တွေမလုပ်သင့်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာတော့ကြာလာပြင်းနေမွေးဖွားသူတွေဟာမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေကိုယ့်တစီဝါပူတတ်မယ်ကိုယ့်တအလုပ်ပူကောင်းသွားမယ်ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီလိုရမျိုးတွေမှာတော့လုပ်ငန်းသစ်တွေဆမလားတခုခုတွေကျွန်တော်တို့စတင်ပြုမှုပြောဆိုလောက်ကန်ဆုံးပြတ်မယ်ဆိုရင်တော့ကျွန်တော်လုံးတဲ့ရက်တွေဖြစ်တဲ့အလုပ်နဲ့ကိုယ့်အတွက်အကျိုးရှိအောင်မြင်စေမယ့်ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီရက်ဒီတွေမှာဘာတွေနဲ့ပတ်သက်ရင်ဘာလုပ်ငန်းတွေနဲ့ပတ်သက်ရင်အကျိုးရှိအောင်မြင်စေလဲဆိုတော့ကျွန်တော်အမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးတန်ရတနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လေတို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ one to one တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကြောက်တို့ကားတို့ငါးတို့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကုန်းတို့ခြံတို့ကိုင်းတို့ငရုတ်တို့အလူမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာကြာတာပြင်းနဲ့မွေးဖွားသူတွေအားထူးထူးခြားခြားပို့ပြီးတော့အဆင်ပြေအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာတော့ဂျာတာပြင်းနေမွေးဖောက်သူတွေဟာကျွန်တော်ခီးသွားပြီးလောရမယ့်ကိစ္စမျိုးတို့စကားလူလာနဲ့ပို့ပြီးပြောရမယ့်ကိစ္စမျိုးတို့အတန်တို့ဂီတာလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတို့ရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေကျွန်တော်တို့အရေးကြီးစာရွက်စာတမ်းစာထုတ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစားသောက်ကုန်စားတောက်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစတိုးဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့တတိထားပြီးလုပ်ငန်းဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ် အဲ့တော့ဒီရက်ဒီတင်းမှာကြာတာပြင်းနေမွေးဖွားသူတွေဟာကျွန်တော်ရောင်းကျင်တဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ကျင်နေဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်စပယ်တညွန့်ရယ်ကျွန်တော်တိဟိုတညွန့်ရယ်အဲ့နှစ်ခုနဲ့ကျွန်တော်ပေါင်းပြီးတော့ကိုရောင်းကျင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက်ပေးမယ်ဆိုရင်တော့ဒီလိုရံမျိုးတွေမှာဝယ်မဲ့သူမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်ဒီတွေမှာတော့အိမ်တော်ရင်အခြေအနေပတ်သက်ရင်ကျွန်တော်ကြာရပြင်းနေမှုဖောက်သူတွေကြာရပြင်းသားသမီးတွေဟာစကြန်းသာမယ့်ရက်တွေပျော်ရှင်ရမယ့်ရက်တွေကျွန်တော်ဟိုကောင်းနေတဲ့ရက်တွေအိမ်တော်ရင်အခြေအနေပတ်သက်ရင်တာယာနေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်ဒီတွေမှာတော့ခန်းနံပါတ်တွေရွေးချယ်မယ်လို့တခုခန်းနံပါတ်တွေသုံးမယ်လို့ဆိုရင်တော့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဟာ1 2 4 6ဆိုတဲ့ခန်းနံပါတ်တွေဟာဒီလိုရက်မျိုးတွေမှာကြာရပြင်းနေမှုဖောက်သူတွေအနေနဲ့အကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ကျွန်တော်ဗန်းသတိထားလဲဆိုတော့စီမက်စီနဲ့ပတ်သက်တာလေးတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်။အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့ကျွန်တော်တို့နေ့မွေးဖွားသူတွေဟာကျွန်တော်ထူးထူးခြားခြားကိစ္စတွေအောင်မြင်စင်ပြခြင်းတို့ပဲဖြစ်ဖြစ်လှူရင်တန်းခြင်းတို့ပဲဖြစ်ဖြစ်အိမ်ဖျားမှာကျွန်တော်ယူတမျိုးမျိုးလေးလေးနက်နက်ကတော့ဖျားရှင်ကိုရောမြကြီးကိုလေးလေးနက်နက်ယူတမျိုးမျိုးလေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဒီတပတ်တာအတွင်းမှာပို့ပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေထူးထူးခြားခြားပို့ပြီးတော့အောင်မြင်ဆင်ပြေသွားမယ်တပတ်တာဖြစ်သွားပါလိမ့်မယ်ခင်ဗျာကြာတော့လေးနေဝေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ